အားလုံးပဲမင်္ဂလာပါဗျာ B2M ဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့ကတော့မိုးရင်းကာလာမှာရာလီရှိတဲ့ရာတီစာဖားလေးတွေကိုကမွန်းကျင်းနဲ့လွယ်ကူရိုးရှင်းစွာကြော်ပြတော့မှာပဲဖြစ်ပါတယ်ခင်ဗျာဖားကြော်ဖို့အတွက်ချက်တော့ခြင်းချက်တော့ဖြူလို့တော့အခွန်လေးတွေခွာထားပေးပါမယ်ခင်ဗျာဖားလေးတွေတော့ရေးစင်အောင်ဆေးပြီးသွားပြီဆိုရင်တော့စားအချို့မှုအနေငယ် နန်းနွေးမို့လို့နဲ့အတူအရာစာလေးနှက်ထားပါမယ်ခင်ဗျာချက်တုံညချက်တုံဖြူချင်းတို့ခွာပြီးသွားပြီဆိုရင်တော့ဒါလေးတွေကိုထောင်းဖို့အတွက်ကျွန်တော်တို့ကပ်ပပားလေးလီးပါမယ်ခင်ဗျာချင်းလေးတွေလည်းကျွန်တော်တို့ကပ်ပပားလေးတွေလီးထားပါမယ်ခင်ဗျာ ကျက်သွန်ဒီဂျင်းတို့လှီးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ငရုစုံနဲ့ထည့်ပြီးတော့ဂျင်းကျက်သွန်ဒီကျက်သွန်ဖြူတို့တခါတိုင်းညနေအောင်ရောပြီးတော့ထောင်းပါမယ်ခင်ဗျာထောင်းထားတာညက်ပြီဆိုရင်တော့ကျွန်တော်တို့စတင်ပါမယ်ခင်ဗျာအိုးအပူစပြီးတော့ပေးပါမယ်ပေးပြီးသွားပြီဆိုရင်တော့အိုးပူလာရင်ကျွန်တော်စီလေးရေထည့်ပါမယ်

ကျွတ်တုံကျွတ်တုံညီချင်းကိုထောင်းထားတဲ့ဟာလေးနဲ့ထည့်ပြီးတော့စီတတ်ပါမယ်ကျွန်တော်ဒီနေရာမှာတော့နင်းနေနေလေးပြင်းသွားရင်တူးလိုက်တာမို့လို့ကျွန်တော်တို့တေချာလေးမှွေပြီးတော့မတူးအောင်တတိထားပြီးစီတတ်ပါမယ်ခင်ဗျာစီတထားတဲ့ကျွတ်တုံညီကျွတ်တုံဖြူလေးတွေရဲလာပြီးကျက်သွားပြီးဆိုရင်တော့ကျွန်တော်တို့ခုနနှက်ထားတဲ့ းဖားလေးကိုယူပြီးတော့ဆပြီးတော့စကြောပါမယ်ခင်ဗျာကျွန်တော်နှက်ထားတဲ့ဖားလေးကိုစပြီးထည့်ပါမယ်ခင်ဗျာပြီးရင်တော့ကျွန်တော်တို့တေးချာလေးမှုပေးရပါမယ်ခင်ဗျာမှုတဲ့နေရာမှာလည်းဖားလေးတွေကကျွန်တော်တို့အရွယ်စားသေးတာဖြစ်တဲ့အတွက်ကြောင့်တိတိကျကျပွားပွားလေးနေပြီးဖို့လိုပါတယ်ခင်ဗျာဖားလေးတွေကိုနှက်အောင်မှုပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ အပေါ်အိုးဖုံးလေးအုပ်ပြီးတော့ခဏလေးနှစ်ထားပါမယ်ခင်ဗျာ။၅မိနစ်၁၀မိနစ်လောက်တည်ပြီးသွားလို့အိုးလေးဖွင့်ကြည့်လိုက်တဲ့အချိန်မှာဒီလိုမျိုးလေးစီကြံလေးဖြစ်နေပြီဆိုရင်တော့ကျွန်တော်တို့ဒီထဲကိုရီလေးအနေငယ်ထည့်ပြီးတော့အသားလေးတွေနူးသွားအောင်တည်တည်ရှိရှာလေးပြန်ပြီးတော့တည်ပါမယ်ခင်ဗျာ။ အဖုံးလေးဖွင့်ကြည့်လိုက်လို့ဒီလိုမျိုးအနေထားလေးရပြီဆိုရင်တော့ကျွန်တော်တို့ရာသလေးကိုမြည်ကြည့်ပါမယ်ရာသလေးလည်းအဆင်ပြေတယ်ဆိုရင်တော့ကျွန်တော်တို့ကမွန်ချင်ရွယ်လေးကိုထည့်ပြီးတော့အုပ်ပါမယ်ခင်ဗျာပြီးရင်တော့နှံ့သွားအောင်ကျွန်တော်တို့လေးမှွေပေးပါမယ်ဒီဒီချာလေးမှွေပြီးသွားပြီးဖွဖွားလေးမှွေပြီးသွားပြီးဆိုရင်တော့ကျွန်တော်တို့ခနာလေးကမွန်ချင်ရွယ်နူးသွားအောင်တည်ထားပေးပါမယ် ိုးလေးဖွင့်ကြည့်လိုက်လို့ဒါမျိုးစီပြန်လေးဖြစ်နေပြီဆိုရင်တော့ဒီနေ့ကျွန်တော်တို့ရဲ့လွယ်ကူရိုးရှင်းပြီးတော့စားလို့မိန်နဲ့ဖာသားနဲ့ကမွန်ကျွေကြိုလေးရတော့ရရှိပါပြီခင်ဗျာတကယ်ကိုပဲရိုးရှင်းပြီးတော့ချက်ပြုတ်ရလွယ်ကူတဲ့သမင်းစားလို့မိန်နဲ့ဟင်းလေးတစ်ခွက်ဖြစ်တာကြောင့်လိုက်ပါချက်ပြုတ်ဖို့လည်းဖိတ်ခေါ်ရပါတယ်ခင်ဗျာ အဆုံးထိလိုက်ပါကြည့်ရှုပြီလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း channel တက်တယ်ဆိုရင် subscribe လေးပြုလုပ်ပြီး notify bell လေးလည်းနှိပ်သွားပြီးဖို့တောင်းဆိုအပ်ပါတယ်ခင်ဗျာ ရှင်လန်းချမ်းမြေကြပါစေခင်ဗျာ